ကျွန်တော်တို့လုပ်တဲ့အလုပ်ကအင်မတန်ရှင်းပါတယ်ကျွန်တော်တို့ကတိုင်းပြည်ကိုပြောခဲ့တဲ့အချိန်လုံးဝလွတ်လပ်ရေးကိုကျွန်တော်တို့ရအောင်လုပ်မယ်ဆိုတဲ့အချိန်အဲ့ဒီလုံးဝလွတ်လပ်ရေးကိုကျွန်တော်တို့ဆုံးဖြတ်ခဲ့ဟုတ်လားဒီလုံးဝလွတ်လပ်ရေးကိုအဲဆုံးဖြတ်ပြီးတဲ့နောက်ကျွန်တော်တို့ဒီတိုင်းပြည်ကိုကျေညာထားတဲ့အချိန်တစ်နှစ်တွင်းအဲလုံးဝလွတ်လပ်ရေးရအောင်လုပ်မယ်ဆိုတာလည်းကျွန်တော်တို့လုပ်နေရအဲ့လိုကြိုးစားမယ်ဆိုပြီးကျွန်တော်တို့လုပ်ဒီလိုလုပ်နေတဲ့အချိန်ကျွန်တော်တို့လုပ်တဲ့လုပ်ငန်းကအောင်မြင်မလဲမအောင်မြင်ဘူးလားဆက်အခုနဲ့ကဘာမှမပြောနိုင်ဘူးဘာဖြစ်လို့လဲဆိုရင်အချိန်နေလိုပါလေကျွန်တော်တို့လုပ်နေတဲ့လုပ်ငန်းတွေကမပြီးသေးပါဘူး ပြီးလာတဲ့တနေ့ပဲခင်ဗျားတို့မြင်လာတဲ့တနေ့ပဲကျုပ်တို့လုပ်ငန်းတွေကအောင်မလားမအောင်မလားဆိုခင်ဗျားတို့မြင်နိုင်ပါပဲအာဟုတ်လားဘယ်လိုလူသားတွေလဲဘယ်လိုအပွင့်လဲဆိုတာခင်ဗျားတို့အဲ့ဒီခါမှာပြည့်ကျက်လာတယ်အခုနဲ့ကံမဲ့ကျုပ်တို့ကအစိုးရလုပ်နေတဲ့အချိန်ကမျိုးဖြစ်ဟုတ်လားဘယ်အစိုးရမှလည်းတွင်းတဲ့မရှိတဲ့အစိုးရလည်းမရှိဘူးတို့တော့လည်းတိမ့်ပြီးအပေါ်မဲ့စေတနာရှင်းရှင်းထားပြီးတော့က ဒစင်နဲ့ဒစင်ကျွန်တော်တို့လုံလာတဲ့လုပ်ငန်းကတိုးတက်လားမတိုးတက်ဘူးလားသာခင်ဗျားတို့ပြန်ကြည့်ပါဒီတော့ကလွတ်လာရေးဆိုလို့ခင်ဗျားတို့ကိုကျွန်တော်ပြောပြအောင်လွတ်လာရေးဆိုတိုင်းပတိသာပင်မြေကမပေါက်နိုင်ဘူးဆိုတာကိုခင်ဗျားတို့ကိုကျွန်တော်ရှင်းခဲ့ဟလာဘာဖြစ်လို့လဲဆိုလို့ရှိရင်ခင်ဗျားတို့စိတ်ချမ်းမဲ့လွတ်လာရေးရတော့မဲဆိုလို့ရှိရင်ဟလာ စိတ်ကူးကလည်းနဲ့စိတ်ကူးကြလဲဆိုရင်ပတိသာပင်ကြီးချက်ချင်းပေါက်လာတော့မလို့နေချင်းညာချင်းပေါက်လာတော့မလို့ခင်ဗျားတို့အဲရှင်ကြတဲ့လူတွေများတယ်ဟုတ်လားတချို့ကလည်းပဲဟာလွတ်လာရင်ရပြီဆိုပြီးတော့မလုပ်ကျင်လဲဆိုတော့ကကျွန်တော်တို့အရင်တကာတုန်းကတွေ့ကြတာဟိုဒါဂျပန်ဖြစ်တုန်းကဂျပန်ကဗမာလွတ်လာရေးပေါ့ဘုရားစုစီဗမာလွတ်လာရေးတုန်းကအဲ့ဒီတုန်းကဆိုလို့ရှိရင်လွတ်လာရင်ရပြီဆိုပြီးတော့ဟုတ်လားဟင်္ဒရာနယ်ပယ်မှာကျွန်တော်တွေ့ခဲ့ဟာတွေ့လဲဆိုလို့ရှိရင် လမ်းမပေါ်မဲ့ခြေကြောက်လမ်းမပေါ်မဲ့ခြေလှမ်းအာလုနာရင်ရပြီကွာဆိုပြီးတော့ဟိုလူတကာသွားတဲ့လမ်းမပေါ်မဲ့ဖက်ပြီးတော့ခြေတွေဖြန်းအဲ့တော့ကဒီလမ်းတော်လမ်းလာလှုပ်တဲ့လူတွေအတော်ခွာကြအဲ့ဒါကလူနာရင်မဟုတ်လူနာရင်ဆိုတဲ့အသေးပဲကဒါလဲလူနာရင်ဆိုတာဟာကိုယ်တူတူရောက်ကောင်းစားဖို့ဖြစ်စေတစ်မျိုးလုံးကောင်းစားဖို့ဖြစ်စေလှုပ်တဲ့နေရာမဲ့တခြားတူတူရောက်ရဲ့အကျိုးကိုမထိခိုက်ဘဲနဲ့ဟုတ်လား တခြားလူတွေရဲ့အကျိုးကိုမကြည့်ကြဘဲနဲ့လွတ်လွတ်လပ်လပ်ကိုတိုးတက်မှုတက်လုံနိုင်တာလွတ်လပ်ရည်ပဲဟုတ်လား